ဆေလူဘူရေးတဲ့လူဘူဟူတီစာအုပ်မှာဦးလေးကိုဖတ်တီကျွန်တော်တို့ဖတ်တီကိုပတ်စံတွေပို့ပို့ပေးနေလို့ဖတ်တီအရေးတွေအများကြီးတပ်ဖြစ်သွားပြီးဖတ်တီကိုတက်လိုက်တယ်လို့များဖြစ်တော်လားဆိုတဲ့အမေရိကရောက်ကိုစိတ်ဓာတ်ရဲ့စကားက ဖတ်တီးရဲ့အကြောင်းတွေကိုကျွန်တော်အတွေ့အကြုံဆွေးသွင်းစီခဲ့ပါလေပတ်တီးကိုကျွန်တော်မမေ့ချသေးပေမဲ့စကားလမ်းကြောင်းတွေပတိုက်ဆိုင်အဖြစ်အပျက်တွေမဟာဆက်ကြတော့လေမမေ့ပျော့ပျော့ဆိုသလိုဖြစ်ဖြစ်နေကြတာပေါ့ဒါပေမဲ့လေမြန်မာနိုင်ငံရင်းနဲ့ထိဆက်နေသည်ယမအငွေအသက်တွေနဲ့မကင်းလို့တည်သည်အထူးသဖြင့် ီးရင်အတိုင်းဝိုင်းနဲ့အလမ်းမခွာသေးသေး၍ဖတ်ကြည့်ရကျွန်တော်တို့ရှင်တဲ့အမြဲရှိနေမှာပါဘာဒီယာကျွန်တော်တို့ရဲ့မိဘကျွန်တော်တို့ပို့နေညီရောက်ဒေါခိုចောင်းသားတဆူရဲ့မိဘကျွန်တော်တို့ EBS DF တရင်600တရက်အပေးဆိုလဲဟုတ် အမေဆိုလေဟုတ်တဲ့သူပါရဲဟော်ရီဖြားနိုင်ရင်ဖတ်ချီရဲဘော်တယောက်နဲ့တယောက်ရဖြစ်ကြရင်ဖတ်ချီဖတ်ချီကကျွန်တော်တို့အတွက်မရှိမဖြစ် ဖြစ်ခဲ့တယ်လေဖတ်ချီကိုတတိယတယ်ဗျာကျွန်တော်ပုံအုပ်ကြီးကိုတောက်ခေါ်ခဲ့ပြီးအဟိုင်းစကန်ကိုရောက်စကတဲ့က အလုံးထဲမှာဖာချီကိုပူရီတတိချမိတယ်။တချီချီစပေးရှိရှိနဲ့ဘလဒမဝတ်ဆောင်စင်ပြာကို အမြဲလိုလိုဝတ်ထားတဲ့ဖာချီကိုပေါ့။တစက်ကလေးမှညင်နေတာကို မတွေ့ရဘူး။သူ့အဆူနဲ့သူတဲကလေးတွေစောက်ပြီးကြောက်တောင်နဲ့စကန်းချယုံနေနေကြမဲ့ဖာချီကတဲတိုင်းကိုရောက်တယ်။အငဲစော ရှစ်တန်းကျောင်းသားလေးကိုစုနေကြတဲ့မောင်မောင်တို့စမ်းသူဟာတို့တဲမှာပတ်တီကိုအကျွေးများတယ်ပတ်တီကကလေးလေးကိုချစ်တတ်တာကိုနောက်တစ်ချက်အတီးအမတ်ပြူမိတာကတော့မမရရစနရုခုနှစ်ယောက်ကနောက်ကျပြီးမှယောက်ျားတဲ့သူတွေဆိုတော့အခက်ခဲကြတဲ့လေ့ကျင့်ခန်းကိုမမိလိုက်လို့ဖာလုပ်ပြီးမှ ပြန်လို့ရတယ် အဲ့ဒီညီကကြီးလိုက်သွားလိုက်ကျော်လိုက်နဲ့ဂွေမန်းလိုက်တာသမင်းကလည်းစားလိုက်တာမပြောပါနဲ့တော့ညနေတနနာချင်းရောက်လို့တဲကူလည်းပြန်ရောက်ရောစားစရာကသမင်းပဲရှိရဲ့လေအင်းချစ်ကြီးမရတော့လို့စီးတဲ့သမင်းလေးကိုပဲစားပုံကြီးစားရတော့မှပေါ့ဒီချိန်မှာဝစီဘူးလေးတစ်ခုကို깟ပြီး ရောက်လာသူကဖတ်ကြည့်။ကဲဟောဒီမှာစင်တော်လေးသူကသမင်းတို့တော်များများကိုဆွဲခေါ်နိုင်တယ်နော်တဲ့။ဗတ္တိရဲ့အစင်တော်ကစီးပြူသီးကိုပြုတ်ပြီးစိမ့်စားငပိငြူသီးစိမ့်တွေနဲ့ဝစီဝူတဲ့ထဲထောင်းထားတာကောင်းသလားမမင်းနဲ့ဆွေမျိုးမင်းရဲ့ဆိုတာဒါမျိုးပဲချက်ပါရဲ့တသက်မမေးလို့စီရပါပဲ။ ရှင်အန်ဆက်လေးလီပြန်စင်းစားမိတိုင်းတည်ယူမိပါရဲ့မမီဒီရဲ့တောင်ခွေးဟာ၈၀ကျွမ်းမှာကျွန်တော်စစ်ကြောင်းထိုင်းနယ်စပ်ကိုပထမဆုံးအခြေခြေတဆင်ကပေါ့အဲ့ဒီအခြေပါတီကတဆိတ်မှုတဆိတ်တစ်ခုနဲ့တစ်ခုတဆူးနဲ့တဆူး တခွန်းနဲ့တခွဲစီကန်းတို့အလုတ်တို့အမိတ်နာကံမှုတို့လီလာမှုတို့ကိုအားပြိုင်နေချေပေါ်ပါရိတဆိတ်မှာကလူပေတွေများတယ်ဒီမြင့်တဆိတ်ကလက်မခံကျင်တဲ့လူတွေလို့ပြောရလေမမှားဘူးတညရွာဒီရွာရဲ့ကျောင်းတစ်ကျောင်းမှာကျွန်တော်တို့နားကြတယ်ပြင်းမှန်းစားတော့ ကင်းဆောင်သူစောက်ပြီးခိတ်ကြတာပေါ့တညလုံးဘာမှမချူပေမဲ့မနဲ့လလင်းရော ပြဿနာတန်ဖို့ကြားရတာပါပဲပရီဒိုတဆေကကိုစေဒာကျောင်းနဘေးမှာကပ်ပြီးအိမ်သာတက်လို့တယ်တမင်းတဆေတူကဝိုင်းပြောကြတာပတိလေဒေါကနာပေါ်ဝိုင်းပြောတာများတော့ကိုစေနာကိုခေါ်မိလိုက်တယ် ကိုစိနာလေဝန်ခံပါလေညာကလည်းဖြစ်ဒေတာကလည်းစိတေရရလည်းကြောက်တတ်လို့တဲ့အားလုံးကြည်လေတော့ကြပါမယ်ဗတိညာကိုစိနာတို့ရဲ့စကားတွေကအားလုံးအတွက်အမတ်တရကိုစိန်တားကဆိုတသံကလေးထောက်ပြရင်တတီကျွန်တော်ချီကတိလေးပဲပါတယ်တဲ့ဗတိကတော့ဘာမှမပြောသေးဘူး ယူသိထားဖို့မရတယ်ဒါပေမဲ့မကြပါဘူးရှေ့ရွာတွေရောက်လို့အရလေးတစ်ခွက်နှစ်ခွက်လဲဝင်ရောဘင်းတို့တန်ရရတဲ့ကောင်တွေကြတော့ငါတက်စိတ်ကိုပို့တယ်တခုခုဖြစ်ရဖတိတက်စိတ်ကဖတိတက်စိတ်ကနဲ့စိန်သားသီးပါလဲဖတိလှမြတ်တန်ဘူးလဲဖတိဆိုတော့မလွန်ဘူးလားဟေးတဲ့ ဖာတီကစကားအစိတ်ရှိပုံရတယ်။အဒီပြောဟဲစကားဒီဆိုလူတွေသဘောကျကြပြီးအားလုံးလိုက်သုံးကြတဲ့အချိန်ဖြစ်ဖြစ်တော်တတ်တယ်လေ။ဆရှာဖူပီလည်းပြောတတ်တယ်တကယ်။ဘူဘီမာလှူရှားစကားပေါ်။အေးတေးမာပါတီနဲ့အတူတဲကြရဲ့မတတကောက်ပုံစံစကားတွေနဲ့ အေရှင်တွေကိုဆက်ဆက်ရတာပေါ့အေရှင်အမျိုးသမီးကပတိထတော့ငယ်ပုံရပါတယ်ဒါပေမဲ့သွားတွေသိမရှိတော့ဘူးလေဒါကဘာတီးကမူပြာရှယ်လီမကိုအမိတားတွေပဲသွားလဲလို့လမ်းမေးလိုက်တယ်မူပြာဆိုတာကတော့အမိပေါ့ပေမကိုကပဲသွားလဲပေါ့ဒါတွေကပိုးစကားတွေကြီးပဲ ရှေးစုလာကတော့တွားကိုဗန်းစကားအနေနဲ့ညှက်သုံးလိုက်တာလေ။ဘွားကြီးခမရအကျော်ကိုဒုက္ခရောက်သွားတယ်။ဖတိစကားကို နားမလဲရတဲ့အကင်းနားလဲလိုက်တဲ့ကျွန်တော်တို့တစ်ဖွဲ့လုံးကလည်းဝိုင်းကြီးလိုက်ကြတော့ပိုဆိုးသွားတာပေါ့။ကျွန်တော်တို့လည်းအားတော့နာသွားမိပါရဲ့။ဒါပေမဲ့ဖတိစကားကချိန်မရလောက်အောင်ရည်စရာ ဖြစ်သွားခဲ့တာကို တန်လင်ကနဘေဝီလန်တတမောဆိုတဲ့ကီယနီနယ်မြေကစခန်းတွေမှာ နေခဲ့ရစဉ်ကလည်းတမျိုးဆိုင်းနီဆိုင်ရဲ့တန်လင်ရီတွေခန်းတော်မှာနှီးကြမယ်ဆိုတဲ့တချင်ကိုဖတ်ချီကတန်လင်ရီတွေခန်းတော်မှာယူကောက်မယ်ဆိုပြီးဆွဆွနေတယ်ရှေးဘော်ရီပစက်တွေတဲ့ဒီတချင်ရောက်သွားပြီးတန်လွင်မြစ်ထဲရေတော်ချွေနေအောင် ကျော်တဲ့စိတ်တလိုလိုဖြစ်ဖြစ်လာလေကုရွယ်လေဒီအတိတ်တွေကတမျိုးဆောင်နေတရားရောနောက်တစ်ခုကကျွန်တော်ရေးခဲ့တဲ့ခြင်းတွေကစာသားလေးပြည်သူကိုအကူအညီမဲ့ဆိုရန်ပြည်ကိုကဲတယ်မဲ့ဆိုဆိုတာကိုဖတ်တီးကပြည်သူကြီးကဲတယ်ပါဦးပြည်သူကြီးကဲတယ်မအောင်ဆိုပြီးလှုပ်ချလိုက်ပြန်ရော ဖတ်တီးစကားကဘလောက်လွန်မိုးသလဲဆိုရင် ကျွန်တော်တချင်းကို ဆိုရင်မူရင်းစကားကိုမေ့ပြီးဖတ်တီးစကားကိုစုံမိတော့တဲ့အခြေပဲတရင်ကရဲဘော်တွေဆိုလဲနာမည်ရင်းကိုမရှိတော့တလောက်ပဲဖတ်တီးပေးထားတဲ့နာမည်ပြည့်တွေကြီးဖြစ်ကုန်တယ်တရင်မို့ကိုတိုင်မောင်ကအစဒါဦးသားမို့လို့ဘဲကြီးပွဲခဲ့ဖြစ်ဖတ်တီးပြောပြတဲ့ဖတ်တီးအကြောင်းကလည်း စိတ်ဝင်စားเสียပါတိနာမေကသောတန်စုယဝကျွန်ဘောကေအတ္တိစီကာမောင်းနေ ငငယ်ကယုတ်ကချောချောနှုတ်လေအထူးကောဆိုတော့မိမသုံးယောက်တောင်ရှိခဲ့စုပဲမိမတန်ရောရှိခဲ့လို့ခတိကိုမိမပွေတဲ့လူလို့ကျွန်တော်တို့ကထင်မိလိုက်တာမဟုတ်ရပါဘူးဗျာဖြစ်ပုံကဒီလို တိပထမမိမကဇိုက်တုံတက်စီလေးပဲကားတဲ့ကရေလူမျိုးပဲပတိကအာဒီစီကားတွေနဲ့အတ္တိကိုမကြမကြရောက်တာပေါ့ဥမာကလည်းရှမ်းပြည်ဖြစ်တော့ကရေလူမျိုးကဆက်ဆက်ပပဒီလိုနဲ့တွေ့ဆုံရင်းနှီးကြရင်ညှိသွားတာတဲ့အင်းအောင်ပြုပြီးတပါလောက်အကြာမှာပတိကရေကိုဆင်းလာရတယ်နောက်ရန်ကုန်ကပြန်အတက် လိုင်လင်လေးရောက်ရောကျိုက်တုံဘက်ကဆင်းလာတဲ့ကောင်းကွန်ရစ်တန်းနဲ့တို့တော့တည်တင်းရလိုက်တယ်။ဖတ်ချီအမျိုးသမီးစုံပြီတဲ့။ဘာယောဂအမနာမမမိလိုက်ပါဘူးဗျာ။ဖတ်ချီရဲ့ပထမအိမ်တော်ကတပတ်လောက်ပဲပေါက်လိုက်ရတာပေါ့။ဒီမှနဲ့အသေးခွဲယောဂစပြီးဖတ်ချီတယောက်ရတမဘဝကို လုံလုံရောက်ခဲ့ရတယ်ဆိုပါစို့။ဒုတိယအိမ်တော်ကတော့ ပထမအိမ်တော်ရဲ့အဆက်ပထမမိမရဲ့ညီမပေါ်ဖတ်ချီမူးမူးနဲ့သူရခမတွေစီပြေရောက်သွားတော့သူ့မိမအာတုဘကိုမမီလိုက်ဘူးလေဖတ်ချီလဲရုပ်ရှင်တွေကလို ပလဲတွေပါတွေခပေါ်နောက်ထပ်သမီးအငယ်တယောက်နဲ့ထပ်ပေးစားလိုက်တာတဲ့ဒုတိယအိမ်တော်နဲ့ကကလေးနှစ်ယောက်ထွန်ကားခဲ့တယ်ဒါပေမဲ့ စည်စနာအကျိုးပြီးလွဲတယ်လို့ပဲပြောရမလားမသိပါဘူးဗျာဟာဒီတယောက်ကိုယ်ချက်မှာကိုဖတ်တီးလိုက်တယ်လေသူ့တငယ်ချင်းတယောက်က စားစရာနေစရာမရှိလို့ဆိုပြီးအိမ်မှာခေါ်ထားလိုက်တယ်တဲ့သူကမကြမ်းမစားခီးထွက်နေရတော့အိမ်မှာအဖို့ရှိအောင်လို့ဆိုတဲ့ရည်ရွယ်ချက်လည်းပါတာပေါ့ဒီမှာတင်ပြဿနာတက်တော့တာပါပဲလေဒီပဝန်းကျင်တဲ့ရင်တွေရာ ဖတီးဒုတိယအမျိုးသမီးနဲ့ဖတီးသူငယ်ချင်းတို့ဖောက်ပြန်နေပြီတဲ့တေချာဆောက်ပန်းတော့မိသွားတဲ့ဆိုတော့ဒီတိုင်းမှဖတီးကသူ့မိမကိုမေးတယ်တဲ့ဒီမောကမင်းတို့စင်းသွားမလားငါစင်းသွားရမလားလို့ပေါ့ဒီတော့ဒုတိယအမျိုးသမီးကလည်းအေးအေးဆေးဆေးပဲပြန်ဖြေရှာပါတယ် ကျမတို့ကတော့စဉ်းသွားဖို့အစီအစဉ်မရှိဘူးတဲ့ဤပါလေရောဖတ်ကြည့်တရားအေဘောကကုတ်ကုတ်ကလေးအစ်တလုံးဆွဲပြီးဆင်းခဲ့ရတဲ့တဲ့လီနောက်ဆုံးအိမ်တော်ကြတော့တောင်ကြီးကသူ့တငယ်ချင်းတယောက်ရဲ့အမအဖြူကြီးတဲ့ဖတ်ကြီးကတော့ကျဲကျဲလို့ခေါ်တယ်တယောက်ကရင်ကပြား ချစ်ချစ်နဲ့ရတဲ့ဇလန်းလေးကလည်းလှတယ်ဗျာရှိစားစားပေးတဲ့အကြောင်းလေးလေးဖတီးကစိုက်နေတာကြားပြီးမပြောရင်မဆရဲတာနဲ့ပဲဆက်မျောဖြစ်နေတာဒေးမရတဲ့အစုံလူလစ်တဲ့အချိန်မှာချစ်ချစ်ရဲ့အင်ကြီးကိုဆွဲရှိစားစားကိုရှင်ပတ်တဲ့အတင်းဆုပ်ထည့်ပြီးထွက်ပြေးခဲ့ရကအစဉ်ပြေသွားတာတဲ့ကံကောင်းလို့ချုပ်တယ်မရောက်ခဲ့တာ ဖတီ1988ဒုက္ခပြီးနောက်ပိုင်းဂျေဂျေကသာသမီ၃ယောက်ကိုတယောက်ထဲရုပ်ကံပြီးချွေးမွေးဆောက်ရှောက်ခဲ့တာဖတီမဆုံးခင်2005ခုနှစ်မှာပဲဆုံးသွားတာနီဖတီနဲ့ရှစ်စစ်နောက်စင်ပေါ်ဖတီကဒီမလို့ဖြစ်ခဲ့ဘူးလား၃လီကလီကောင်းရောက်တော့သွေးထွက်လွန်ပြီးရှော့ဖြစ်တာတခါ ်ရညာပြီးအစာအိမ်သွေးကြောပေါက်တာတကားလမ်းမာပြီးခွန်ဆန်နေမြေတော်ထဲမှာလမ်းဆောင်မရလာအောင်ဓမင်းသုံးလေးရက်ငတ်တာကတကားနာဆင်အရကြပဲရှင်ဘက်တဲ့ပူတွေအွန်တဲ့နဲ့အသေးယောဂဖြစ်ပြီးထိုင်းနိုင်ငံမဲဆောက်ကဆီယမစင်တီဂျာမောင်ပွင့်လာတဲ့မေတော်စီကမှာချဆုံးရတာ ကုတလောမှာမြန်မာနိုင်ငံရေးအခြေအနေတွေလှုပ်လှုပ်ရှားရှားဖြစ်လာတိုင်းဖတ်ကြီးကို ပူပူပြီးတတိယမိတယ်။ဖတ်ရင်းညကျွန်တော်ပြောပြခဲ့တဲ့စကားလေးတွေရှိတယ်လေ။ကျွန်တော်တို့ကတက်မှာအသက်အကြီးဆုံးတွေမဟုတ်လား။တိုင်းပြည်အခြေအနေကောင်းလို့ပြည်တွင်းပြန်ရောက်ရင်ဘာတွေလှုပ်ရှားကြမလဲ။ဘလို့နေထိုင်ကြမလဲဆိုတာတွေနဲ့ပတ်သက်ပြီးပေါ့ကျွန်တော်က မိဘတွေလည်းမရှိကြတော့ညီကိုမောင်နှမတွေနဲ့လည်းအဆက်အသွယ်မရှိဆိုတော့ဖတီးကိုလည်းသူ့မိမကလက်ခံမှာမဟုတ်ဘူးဆိုတော့ဖတီးကဖုခွာဘာမအားမငယ်နဲ့နေစရာကတောင်ကြီးပေါ်လွန်ကွဲပွဲကြီးစဲအောက်မှာခန်းတွေရှိသားပဲနောက်ပြီးစားစရာတောက်စရာကလည်းဘာခတ်တာမှတ်လို့ငါတို့ကလမ်းမေးကတွေ့ကြရအသေးရွတ်ဒီခူပြီးစားတတ်နေပြီပဲ စလေးတောက်ချက်နဲ့ဆိုလဲခုလို50နှစ်ကစလေးအဟောင်းတွေလက်ရှာတောက်နေဆရာမလို့တော့ဘူးလေကိုလပင်းဆိုင်တွေ စားတောက်ဆိုင်တွေမှာလက်လက်ဆက်ဆက်ကောက်တောက်လို့မကုန်ဘူးတဲ့တကယ်လို့များ2010ရွေးကောက်ပွဲအပြီးတိုင်းပြည်အကျိုးကြီးမဲ့အစိုးရပေါ်လာလို့ပြည်တွင်းပြန်ကွင်းရရင်တော့ဖတ်တီအကြံပေးသလိုပဲ နေတိုင်းစားတော့ရတော်မှာလားဖတိဟူဥောင်းကြီးဆိုတဲ့ဖတိနဲ့ရွယ်သူရဲဝတ်တယောက်ကဥသိကုဘကြီးလို့ထူးထူးခြားခြားခေါ်တယ်ရဲဝတ်ဆိုင်အောင်ဝင်းရဲ့အဖေပေါ်ထောက်ကလည်းဥလေးကိုဘကြီးလို့ပဲခေါ်ခဲ့ဘူးလေဖတိကလည်းတီရဲလို့ဥလေးပေါ်ထောက်ကလည်းရှမ်းလို့ဥလေးဆိုတော့ တယောက်ကိုတယောက်ဦးလေးနေကြတာပေါ့အတတဆဂျော်ဒန်ရဲ့ရှင်ခုံတန်တွေလေကုစုကျွန်တော်အသက်ကလည်းရာဇဝတ်နီနီဒီစိမရှိပြီးရဆူတာကလည်းမျောလေတိုင်းဝေတတိယနိုင်ငံဆူတာကလည်းရေကြည်အဲကလာရိတ်လေးလို့ဆိုတော့ပတိပြောခဲ့ဘူးသလိုကျွန်တော်အဖြစ်တွေက ပြည်သူရေကတဲ့ဘာအုံးလို့ပဲပြောရတော့မလို့လို့ဟောကနေစနလာနထောက်ပူ